မိတ်ဆွေသင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသည်ခင်ဗျာဒီနေ့လေ့လာကြရမယ့်ဘူးသုဒ္ဓလေးကတော့2000 mAh power bank လေး IC လဲလဲတာနဲ့ battery လဲလဲခြင်းဘူးသုဒ္ဓလေးကိုလေ့လာကြရမှာဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ battery လေးကတော့သူငကိုပါလာတဲ့ original battery လေးဖြစ်ပါတယ်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ battery ကဖောင်းနေပါပြီခင်ဗျာအခုမြင်တွေ့ရတဲ့ battery လေးကတော့ကျွန်တော်အထည်ထဲမှာအစားထိုးပြီးတော့အသုံးပြုပေးမယ် ဘက်ထရီလေးပဲဖြစ်ပါတယ်ခင်ဗျာစကားကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာလည်းပဲ IC ကပြတ်နေတာပါ IC ကဘယ်လိုပြတ်တာလဲဆိုတော့ကျွန်တော်တို့ USB ပေါက်ကနေအသွင်းလိုက်မယ်ဆိုလို့ရှိရင်မီလေးလုံး5 1 2 3ဆိုပြီးတော့လင်းရမယ်အစားတစ်လုံးနဲ့ပဲလင်းနေပါတယ်အဲဒါကြောင့်မလို့အဲ့လိုတင်ဂေတာက IC ပြတ်တဲ့တင်ဂေတာဖြစ်ပါတယ်ခင်ဗျာအသုံးပြုထားတဲ့ IC ကတော့5306 IC ကိုအသုံးပြုထားပါတယ် အဲ့ဒီ5306 IC လေးကိုကျွန်တော်လဲလဲมาဖြစ်ပါတယ်ခင်ဗျာလောလောဆယ်မြင်းကလင်းတန်းအခြေအနေတွေကြောင့်မို့လို့လျှက်စမီမလာပါဘူးအဲ့ဒါကြောင့်မလို့ဒီ inverter နဲ့120 gain လေးနဲ့ပဲဒီ IC ကိုရအောင်ဖြုတ်มาဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာထည့်ရှိသည်တွေနဲ့ကြွေးထားပါမယ်ပြီးရင်120 gain ကို မီးထိုးထားပြီးတော့ gain တစ်လေးထိပ်มา circuit ကလေးကို တင်လိုက်ပါမယ် IC ရှိတဲ့နေရာလေးကိုသေချာလေးတင်လိုက်ပါမယ် စက္ကန့်အနည်းငယ်ကြာတဲ့အခါအနည်းဆုံးစက္ကန့်30လောက်ကြာတဲ့အခါမှာ IC ရဲ့ခြေတော်လေးတွေမှာရှိတဲ့ခဲလေးတွေဝင်းလာပါလိမ့်မယ်အဲ့လိုမျိုး IC ရဲ့ခြေမှာရှိတဲ့ခဲလေးတွေဝင်းလာပြီဆိုလို့ရှိရင် IC ကိုဇာကနာလေးနဲ့ဖယ်ထုတ်လိုက်ရင်ရပါပြီခင်ဗျာ IC ရဲ့အခြေလေးမှာခဲလေးတွေဝင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဇာကနာလေးနဲ့ဖယ်လိုက်ပါပြီ နောက်တက်မဲ့ IC အစ်စ်ကိုလည်းယခုလိုနှီးမျိုးနဲ့ပဲကျွန်တော်ပြန်တက်มาဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ပြကြပါအောင်เนาะဒါကတော့ကျွန်တော်ဝယ်ထားတဲ့5306 IC လေးဖြစ်ပါတယ် power bank IC တချို့ကိုမန္တလေးမြို့က IE electronic ရယ်လွင်မန်း electronic ရယ်ရွှေလာဝင်း electronic တွေမှာရယ်ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ RF5 3ciosis IC လေးကိုထင်းရှူစီလေးနည်းနည်းတိုးပါမယ်အခြေလေးတွေမှာထင်းရှူစီလေးကိုကြိုတင်ပြီးတိုးထားပေးပါမယ်ဒီရင်စကစ်ပေါ်မှာနေရာကြလေးဖြစ်အောင်နေရာချပါမယ်ခင်ဗျာပြီးရင်ဂန်တစ်လေးပေါ်မှာ IC ရှိတဲ့နေရာလေးကို တင်လိုက်ပါမယ်အပူပေးလိုက်ပါမယ်အစ်စ်ပြန်တက်တဲ့အခါမှာတော့အနည်းဆုံး10မိနစ်လောက်အချိန်ယူရပါတယ်စက္ကန့်60 10မိနစ်ကြာတဲ့အခါမှာ IC အခြေမှာရှိတဲ့ခဲလေးတွေဝင်လာပြီဆိုလို့ရှိရင်စားကလာလေးနဲ့ IC လေးကိုနည်းနည်းလေးရွှေ့ပေးဖို့လိုပါတယ်ခင်ဗျာခဲလေးတွေဆွဲသွားအောင်မြဲသွားအောင်ဆိုတဲ့သဘောမျိုးဖြစ်သေးခြင်းလို့ပါခင်ဗျာ

ခဲစော်စင်ခါတုန်းကအသုံးပြုခဲ့တဲ့ထင်းရှူးစီတွေကလျက်ကူးမှုတွေဖြစ်မှာဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျာတန်ဆင်းလေးလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီတိုက်စီပေါက်ကနေဒက်ပတာလေးထိုးပြီးတော့စမ်းကြည့်ပါမယ်ဒီနားလေးမှာတော့ကျွန်တော်တို့ခဲစော်စင်ခါတုန်းကနည်းနည်းလေးတော့အပူဒဏ်လေးတော့ထိသွားတာပေါ့နော်တိုက်စီပေါက်မှာတိုက်စီတွေထိုးလိုက်ပါပြီအခုဆိုလို့ရှိရင် ခြားခြင်းမိသီးလေးတွေက1 2 3 4ဆိုပြီးတော့လမ်းလျှောက်သလိုမျိုးလေး1 2 3 4ဆိုပြီးတော့လင်းလာပါပြီမိတ်ဆွေတို့ကောင်းကောင်းမြင်ရဖို့အတွက်ကျွန်တော်မိသီးလေးကိုလမ်းကြောင်းလေးနဲ့လွှဲလိုက်ပါမယ်မိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲเนาะခြားခြင်းမိသန်းလေးက1 2 3 4ဆိုပြီးတော့လမ်းလျှောက်သလိုမျိုးလေးသွားပြီးတော့နောက်ဆုံးမှာအလုံးလေးကမိတ်တုံမိတ်တုံလေးလင်းနေပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ IC လဲလဲတဲ့ကိစ္စအောင်မြင်တယ်ဆိုတဲ့သဘောပါခင်ဗျာ ုတ်တုတ်ဖိုင်စီလေးသိမ့်လိုက်ပါဦးမင်းနော်ဒါတော့ပြက်သွားပြီရောခင်ဗျာအိုင်စီလေးအပြက်လေးပါနော်အိုင်စီလေးပြီပြီဖြစ်တဲ့ပါဝါဘန့်ဆာကက်ကလေးကိုပါဝါဘန့်အင်ကွန်မှာပြန်လည်းတက်ဆင်ထားလိုက်ပါမယ်ခင်ဗျာ ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အစ်စ်လဲလဲမဲ့ဘက်ထရီလေးနှလုံးကိုအပေါင်းအပေါင်းချင်းအနှုတ်အနှုတ်ချင်းပက်ရလယ်ခဲကြီးသွားထားလိုက်ပါမယ်ခင်ဗျာ original ဘက်ထရီမှာပါတယ်ဘက်ထရီနှလုံးပူကပ်ပေးထားတယ် double tape လေးကိုအကောင်အတိုင်းလေးရအောင် ခွာပြီးတော့ကျွန်တော်တို့အစ်စ်တက်စင်မဲ့ဘက်ထရီနှလုံးမှာပူကပ်ဖို့အတွက်အသုံးပြုမှာဖြစ်ပါတယ် ဒီ1000 mAh battery လေးကတော့ကျွန်တော်တို့ဒီ power bank နဲ့မှာစားထိုးလေ့လာမဲ့ battery လေးပဲဖြစ်ပါတယ်။ဒါကတော့သူ့ original battery လေးပါခင်ဗျာ။သူ့ original battery ကနှလုံးလုံးကထောင်းနေပါပြီခင်ဗျာ။အားမခံထားတဲ့ဆိုးပြားတုံးလေးကိုကျွန်တော်ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့တွဲထားတဲ့ battery နှလုံးရဲ့ခြားလက်ကို original ပါလာတဲ့ဆိုးပြားလေးကိုခံပြီးတော့အပေါင်းအပေါင်းချင်းအနှုတ်အနှုတ်ချင်းခဲခဲဆိုပြီးမှဖြစ်ပါတယ်ခင်ဗျာ။ ခဲကြီးမစော်ခင်ဘက်ထရီတစ်လုံးနဲ့တစ်လုံးဘိုးအားညီရလားဆိုတာကိုမီတာလေးနဲ့တိုက်တာကြည့်ပါဦးမယ်ကျွန်တော်ကတော့ဝယ်လာတဲ့အခါကလေးကမီတာနဲ့တိုက်တာစစ်ဆေးခဲ့ပြီးသားပါဘက်ထရီလေးတွေကိုမီတာနဲ့တိုက်တာစစ်ဆေးနည်းကိုမိတ်ဆွေတို့ကိုမျှဝေပါဦးမယ်ခင်ဗျာမီတာရဲ့ selector ကို DCVA scale ရဲ့30 range မှာထားလိုက်ပါမယ်ခင်ဗျာ analog meter နဲ့ battery ကိုတိုင်းတာစစ်ဆေးတဲ့အခါမှာအပေါင်းအနှုံးမှန်ကန်အောင်တိုင်းဖို့လိုပါတယ်ခင်ဗျာ3.5 volt မှာပြနေပါတယ်နောက်တစ်လုံးကလည်း3.5 volt မှာပဲပြနေပါတယ် တဖီနှလုံးလုံးပိုအားညီပါတယ်ခင်ဗျာတေချာကြကြနနာတည်ရအောင်လို့ကျွန်တော်တို့ digital meter လေးနဲ့ထပ်ပြီးတော့တိုင်းနာကြည့်ပါမယ်ခင်ဗျာ digital meter နဲ့တိုင်းနာတဲ့အခါမှာတော့ DC4 နေရာမှာထားလိုက်ပါမယ်သူကတော့ range က automatic ရွေးပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအပေါင်းနဲ့အနှုတ်နဲ့မှန်မှန်ကန်ကန်တိုင်းရင်တော့ကောင်းပါတယ်မှားတိုင်းမြင်ရင်လည်းပြဿနာတော့မရှိပါဘူး3.9 volt မှာပြနေပါတယ်ခင်ဗျာ 3.9ဗိုလ်မှာပဲပြနေပါတယ်ဘက်ထရီနှလုံးကညှိပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ပါဝါဖန်ထဲမှာထည့်သွင်းဖို့စိတ်ချရပါပြီအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဘက်ထရီလေးတွေရဲ့အပေါင်းအပေါင်းရှင်အနှုတ်အနှုတ်ရှင်ကိုခဲကြီးဆိုမှာဖြစ်ပါတယ် original power bank battery မှာအသုံးပြုထားတဲ့မိခံတိတ်နဲ့ဝါယာကြိုးတွေကိုပြန်လည်အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တသက်ရက်လေးခွာလိုက်ပါဦးမယ်ခင်ဗျာ original battery မှာတက်ဆင်အသုံးပြုထားတဲ့ wire ကြိုးလေးတွေကပျော့ပြောင်းပြီးတော့ MV ရလည်းတောင်းပါတယ်အပူဒဏ်လည်းခံနိုင်ရရှိပါတယ်အဲဒါကြောင့်မလို့ပြန်လည်အသုံးချမှာဖြစ်ပါတယ်ခင်ဗျာခဲကူရအသုံးပြုတာကြာလာတော့နည်းနည်းပဲဆက်မှာတော့တယ်ခဲဆိုတဲ့အခါမှာချင်းရှူစီလေးနဲငယ်တို့ပြီးတော့ နေတကြနဲ့တသက်ရက်လေးခဲဆော့ပေးပါခင်ဗျာ back ကအနှုတ်အနှုတ်ချင်းခဲပူးထားတာဆိုတော့ကျွန်တော်အနက်ရောင်ကျူလေးနဲ့ခဲဆော်ပြီးလိုက်ပါမယ်ခင်ဗျာ ဒီဘက်ငုံနှစားကတော့အပေါင်းအပေါင်းညင်ခဲပူးပြီးတော့အနီရောင်ကြိုးလေးနဲ့ခဲဆော့ပေးရမယ့်ဘက်ဖြစ်ပါတယ်ခင်ဗျာ။ ဘက်ထရီနှလုံးကိုခဲပူးပြီးတော့အနီအနက်ကြိုးလေးတွေနဲ့ခဲစော်ပြီးနောက်မှာကျွန်တော်တို့အမီးခံအပူခံတိတ်ကလေးကို ပြန်လည်အသုံးပြုပြီးတော့ကပ်ပေးမှာဖြစ်ပါတယ်အော်ဂျင်နယ်ဘာဝါဘန်ဘက်ထရီရဲ့ဘေးမှာကတ်ထားတဲ့မိခံပူခံတိတ်ကလေးတွေကိုခွာပြီးတော့လည်းပြန်လည်အသုံးပြုလို့ရပါတယ်ခင်ဗျာ ဒီဘက်ကအနှုတ်ဒီဘက်ကအပေါင်းဆက်ကက်ပေါ်မှာဘက်ထရီရဲ့အပေါင်းဂျိုးလေးကိုအရင်ဆုံးခဲဆော်လိုက်ပါမယ်ပြီးရင်အနှုတ်ကြိုးလေးကိုခဲဆော်ပါမယ်ခင်ဗျာ circuit ပေါ်မှာ battery ရဲ့အပေါင်းအနှုတ်ဂျိုးတွေကိုခဲစော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ charging ဂျိုးလေးကိုထည့်ပြီးတော့ဆန်းမှာဖြစ်ပါတယ်တိုက်စီ charging ဂျိုးလေးကိုထည့်လိုက်တဲ့အခါမှာမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲမိသီးလေးတွေက1 2 3 4ဆိုပြီးတော့လမ်းလျှောက်သလိုမျိုးလေးလင်းသွားပြီးတော့နောက်ဆုံးတစ်လုံးလေးမှာမိတ်တို့မိတ်တို့လင်းနေပါပြီ charging ဂျိုးလေးကိုဖြုတ်လိုက်တဲ့အခါမှာမိသီးက3လုံးမြောက်မိသီးမှာလင်းပြီးတော့ငြိမ့်နေပါပြီ ရာဂိုင်းနှုံးမီးစည်းလေးတွေငိမ့်ညင်နှစ်ချက်နှိပ်လိုက်ပါရာဂိုင်းနှုံးကိုချစ်ချင်တစ်ချက်နှိပ်လိုက်ပါနှစ်ချက်နှိပ်လိုက်ရင်ရာဂိုင်းနှုံးပြတဲ့မီးစည်းလေးတွေငိမ့်သွားပါမယ်ခင်ဗျာချာဂျင်အသုံးနဲ့ကန်လာလေးကိုစမ်းသပ်ပြီးပြီဆိုတော့ကျွန်တော်တို့ဘက်ထရီလေးကိုနေရာတကျလေးပြန်ပြီးတော့ထည့်ပါမယ်ခင်ဗျာဒီအဖုံးလေးကိုလည်းပြန်ပြီးဖုံးပါမယ်ခင်ဗျာဒီ ქვენ လေးကတော့ရာဂိုင်းနှုံးမီးစည်းလေးတွေကိုပေါင်ခတ်ထားတဲ့ ქვენ လေးဖြစ်ပါတယ် ပြီးရင်ကျွန်တော်တို့အပေါ်ကနေပြီးတော့အပိတ်လေးကိုပိတ်ပြီးတော့ဖုံးလိုက်ပါတော့မယ်ပိတ်ပိတ်ပြီးရင်ကျွန်တော်တို့ချာကျင်ကြိုးလေးနဲ့ထိုးပြီးတော့စမ်းကြည့်ပါဦးမယ်ခင်ဗျာ ချာချင်းကျိုးထိုးပြီးတော့ဆန်းလိုက်တဲ့အခါမှာမိသီးလေးတွေက10နဲ့3လေးဆိုပြီးတော့လမ်းလျှောက်သလိုမျိုးလေးပြေးပြီးပြနေပါပြီ။နံပါတ်3မိသီးလေးကမိတုံမိတုံပြနေပါတယ်ခင်ဗျာ။အဲ့ဒါကတော့အာသွင်းနေတဲ့ရာဂိုင်နှုံ85ရာဂိုင်နှုံရောက်နေပြီဆိုတဲ့သဘောကိုပြနေတာဖြစ်ပါတယ်။ခုလိုဗီဒီယိုအဆုံးထိကြည့်ရှုလေ့လာပေးကြတဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်တစ်ပတ်နောက်ထပ်တွေမှာလည်းအခုလိုဘူဇူရာရမယ့်ဗီဒီယိုလေးတွေကိုကြိုးစားရိုက်ကူးပြီးတော့တင်ဆက်ပါအောင်မယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးကြဖို့နဲ့အခုဗီဒီယိုလေးကို like လေးလုပ်ခဲ့ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာဗီဒီယိုအသစ်တင်တဲ့အခါမိတ်ဆွေတို့စီမှ notification လေးတွေရောက်ဖို့အတွက်ဘေးကခေါင်းလောင်းပုံ bell လေးကိုလည်းနှိပ်ထားခဲ့ပေးလို့ရပါတယ် မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ကကြီသုံးပါးကိုလည်းကြော်လွားနိုင်ကြပါစေ။နောက်တစ်ပတ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။